မြန်မာနိုင်ငံမှာပြီးခဲ့တဲ့မတ်လ28ရက်စကိုင်းဘဟုပြူပြီးလောက်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ဖြစ်ပွားပြီးနောက်ယမနစ်ကနေလယ်ပိုင်းအထိထိုင်းနဲ့မြန်မာအလယ်ပိုင်းတို့မှာငလင်လောက်ခတ်မှုဖြစ်ပေါ်နေပါသေးတယ်။နေ့စဉ်နေ့မှာငလင်တွေလောက်ခတ်နေသေးလို့တတိနဲ့နေထိုင်ကြဖို့မိုးစလဌာနကတတိပေးထားပါတယ်။ယမနစ်ကစကိုင်းတိုင်းမကွေးတိုင်းပဲခူးတိုင်းရှမ်းပြည်နယ်တို့မှာအင်အားတင်းတင်းရှိတဲ့ငလင်ထပ်ပြီးလောက်ခတ်နေသေးတယ်လို့မိုးစလဌာနက ်ဧပြီလ14ရက်နေ့မှာထုတ်ပြန်ထားပါတယ်ဧပြီလ14ရက်နေ့မနက်6နာရီကျော်မှာစကိုင်းတိုင်းမင်းကင်းမြို့အစ်စ်မြောက်ဘက်28မိုင်လောက်မှာငလျင်အနေငယ်အင်အား3.5 register scale လောက်ခတ်သွားတယ်လို့သိရပါတယ်ရင်နောက်မနေ့7နိုင်ခွဲချိန်မှာထိုင်းနိုင်ငံမြို့နယ်ငလီငယ်အင်အား3.8 digital scale ထပ်မံလုပ်ခဲ့ပါသေးတယ်။ မကွေးတိုင်းတောင်ကြီးရွှေမြို့မှာလဲအင်အား9 resistor scale ငလင်ငယ်ဧပြီလ14ရက်နေ့မနက်အစောပိုင်းနှစ်နာရီလောက်မှထပ်လုပ်ခဲ့သေးတယ်လို့မိုးစလတတိပေးတဲ့ထဲမှာဖော်ပြထားပါတယ်ပြီးတော့ဧပြီလ13ရက်နေ့မှာလဲအင်အားအနည်းငယ်ပြင်းထန်တဲ့ငလင်လုတ်ခတ်မှုထပ်မံဖြစ်ပေါ်ခဲ့ပါသေးတယ်မန္တလေးကျုံအနောက်ဘက်26လမ်း28လမ်းနဲ့89လမ်းဧရိယာမှာ resistor scale အင်အား9.5လုတ်ခတ်ခဲ့ပြီး အဆောက်အဦတွေလည်းပြိုကျခဲ့သေးတယ်လို့သိရပါဗျ။ထိုင်းနိုင်ငံမှာလည်းမြင်းကလင်လှုပ်ခတ်ခဲ့ပါသေးတယ်။ဧပြီ14ရက်နေ့ထိုင်းတောင်ပံဖက်မှာမြင်းကလင်လှုပ်ခတ်မှုဖြစ်ပေါ်ခဲ့ပါဗျ။ထိုင်းမိုးစလဌာနထုတ်ပြန်ချက်ထက်မှာတော့ဧပြီ14ရက်နေ့ထိုင်းစံတော်ချိန်14:28မိနစ်အချိန်ကပီခရိုင်နယ်ခရောမြို့နယ်မှာလှုပ်ခတ်ခဲ့တာပါ။အနည်း1ကီလိုမီတာအင်အား3.5ရေဂျစ်တာစကေးရှိပြီးလှုပ်ခတ်နေတဲ့အချိန် ထိုင်းမဟာဒဂျန်ဒုတိယနေ့ဖြစ်တဲ့အတွက်လူအများအပြားထွက်ပြေးခဲ့ရလို့ရုပ်ရုပ်တဲတဲဖြစ်ပေါ်ခဲ့ပါတယ်။ပြီးခဲ့တဲ့မတ်လ28ရက်ကနေဒီကနေ့ထိငလင်လောက်ခတ်ခဲ့တဲ့အချိန်ပေါင်းနေရာမကတော့ပါဘူး။အင်အားပြင်းမြင်ကလင်ကြောင့်လည်းလူပေါင်း၄000ကျော်တည်ဆုံခဲ့ပြီးမန္တလေး၊စကိုင်းစီနေအိမ်နဲ့အဆောက်အဦတွေအားလုံးနီးပါးပြိုကျပျက်စီးခဲ့လို့ယခုချိန်ထိပြည်သူတွေဟာလမ်းမေးပလက်ဖောင်းပေါ်မှာနေထိုင်နေရပါသေးတယ်။ကျွန်တော်ကိုချစ်ပါ